ယူလီကုမ္ပဏီတို့သူ့ပိုင်နဲ့ဦးသိမ့်နိုင်တို့ပေါ့လေခုဒီမမြင်ဘူးပါဘူးမတွေ့ဘူးပါဘူးခုနရဟန်းရှင်တို့ပြည်တိုင်းသားတွေရာဒီနာမည်ကတော့ရင်းနှီးနေပါတယ်ရင်းနှီးနေပါတယ်ဒီအနေနဲ့ပတ်သက်ပြီးတော့မှပေါ့လေဟုတ်လားနိုင်ငံတော်ကြီးကတောင်းပန်လို့မလို့ဒီဘက်ကကိုတည်းနဲ့ခီးသွားလိုက်ဝင်ထားဝင်ကြီးကိုယ်တိုင်ကျေကျူးတော့ပါတယ်ပြညာရပါတယ် ိတ်ပြီးမှဟိုတဲ့လုပ်ငန်းရှင်တွေဒီမကဘဲနဲ့ကိုဘကဖို့ဝင်နေရမရပါလေတွေ့ဆုံခဲ့ပါလေတွေ့ဆုံကမှာဟိုတဲ့ပြည်တော်စုဝန်ကြီးကစစ်စစ်လက်တဲ့ချိန်မှာအဲယိုဒီကုမ္ပဏီကိုခုနဟိုတဲ့ဆောက်လုပ်ခဲ့ပြီးထားတာကပါမစ်ကတရားတော်တရားတော်နဲ့ငါကန်းဖြစ်ပါလေသူတို့လည်းတရားတော်ငါကန်းပြင်နောက်ထပ်ခွင့်ပြုရမရှိဘဲနဲ့ကိုယ်တော်တို့ကိုဆောက်တဲ့ခံရတယ် တရားချုပ်ခန်းကြီးတော့တည်ရပါလေအတရားချုပ်ခန်းကိုကိုတေဝင်းကြီးကိုယ်တိုင်ပြောသူဝင်းကြီးကိုယ်တိုင်ကနေပြီးမှဒါကိုအမြန်ပြန်ပြန်ဖြတ်သိမ်းဖို့ဆိုမှညွှန်ကြားခဲ့ပါလေအဲ့လိုညွှန်ကြားခဲ့ကြောင်းဟိုလေအစီအနာထိတ်ပြီးမှနိုင်တော်ကြီးကိုထမ်းပါအစီအနာကျင်းထားတွေ့ရပါလေအခုဒီဆွေးမှာလည်းပဲတဲ့ဟိုလာတဲ့ဌာနဆိုင်တဝန်ကြီးပုဂ္ဂိုလ်တွေနဲ့ဟိုနော်အဲ့ဝင်းကြီးရဲ့တင်ပြချက်အရာဆွေးနွေးချက်တွေအရာအဲ့ဒီ ဟိုတေပြည်တော်စုဝန်ကြီးညွှန်ကြားခဲ့တဲ့ညွှန်ကြားချက်နော်တရားမဝင်ဆောင်တဲ့အခမ်းအမှုတရားချုပ်ခန်းကိုဒီနေ့ကစပြီးတော့တလအတွင်းမှာအပြီးဖြတ်သိမ်းရမယ်တကယ်လို့နော်မိန့်နာခံဒီဆုံးမချက်ကိုနာခံပြက်ကွက်ခဲ့သူရှိဒီတုံတုံပေါ်ရှိတဲ့ဟာလာနော်အဲ့ဒီပုဂ္ဂိုလ်တွေသက်ဆိုင်ကြုံကနေဘုံလုံးရဆိုင်ရမယ်ခုနအစည်းအဝေးတွေတန်ဖိုးသူရှိတကယ်လို့ဆုံးမပါ